thank you မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါရမယ်ပထမအဆုံးတစ်ပုတ်အနေနဲ့ရခိုင်ပြည်နီးကအမေရိကန်ရဲ့စစ်စခန်းကြီးဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်အမေရိကန်ကရခိုင်ပြည်နယ်နဲ့အနီးစပ်ဆုံးနေရာတစ်ခုမှာစစ်စခန်းတစ်ခုတည်ဆောက်ပြီးမင်္ဂလာတိစစ်တပ်နဲ့ပူးပေါင်းပြီးရခိုင်ပြည်နယ်အတွင်းမင်းအောင်လိုင်းကိုတော်လှန်နေကြတဲ့ရခိုင်တပ်တော် AE နဲ့ချင်းမျိုးသားတပ်တော် CNF ကိုကူညီသွားမယ်လို့သိရပါတယ်အမေရိကန်ထောက်ခံမှုနဲ့မြန်မာစစ်အုပ်စုဖြိုချဖို့ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲဝင်နေတဲ့တိုင်းဒေသနဲ့နိုင်ငံဖွဲ့တွေဖြစ်တဲ့အာရခတပ်တော် AE နဲ့ ချင်းမျိုးသားတက်တော် CNF CNE တက်ဖွဲ့ကိုဘင်္ဂလားပင်လယ်အော်ကလျှို့ဝှက်စွာ အကူအညီပေးသွားမှာဖြစ်ပါတယ်။အဓိကအဖြစ်ထောက်ပို့နေစစ်နည်းပြူဟာတွေကို drone စနစ်နဲ့ထောက်ပံ့သွားမှာဖြစ်ပါတယ်။မြန်မာစစ်အုပ်စုကိုဖြိုချဖို့မြန်မာနိုင်ငံအနောက်ပိုင်းမှာတိုက်ပွဲဝင်နေကြတဲ့ AA နဲ့ CNF ကိုဘင်္ဂလားဒေ့တက်မတော်ရဲ့တက်ခွဲတုံးကူဖြစ်တဲ့တက်မ30စက္ကွန်နဲ့24လူကအကူအညီပေးသွားမှာဖြစ်ပါတယ်။ဒီလိုအကူအညီပေးရမှာစစ်ဝင်တိုက်ပေးတာမျိုးမဟုတ်ပဲ နီးဖြူဟာနဲ့နက်နက်များကိုအတေကထားကူညီပေးမယ်လို့သိရပါတယ်။အခုဆိုရင်ဘင်္ဂလားဒေ့ရှ်ပိုင်းရခိုင်နဲ့အနီးဆက်ဆုံးဖြစ်တဲ့တက်ကနက်ဒေသမှာထားဖို့စကန်ကြီးတကူစတင်တည်ဆောင်နေပြီဖြစ်ပါတယ်။အဲဒီကနေတဆင့်မြန်မာစစ်အစိုးရကိုတော်လှန်နေတဲ့ AA နဲ့ CNF တို့လိုအပ်တဲ့စီရင်အကူအညီတွေကိုထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ရခိုင်ပြည်နဲ့အနီးဆက်ဆုံး cost ပစာလေးစိတ်ကိုလေအစင်းမြင့်တင်မှုတွေပြုလုပ်ပြီးနောက်ဆုံးအဆင့်ကိုရောက်ရှိနေပြီလို့သိရပါတယ်။ အမေရိကန်ကအရင်ကလည်းမြန်မာနိုင်ငံရဲ့ဟိုက်ဂျီဂျွန်းကိုကိုကျွန်းတို့မှာစစ်အခြေဆိုင်စခန်းတွေတည်ဆောက်ဖို့ကလန်ပူတာတွေရှိပါတယ်။ရခိုင်ပြည်နယ်နဲ့အနီးဆက်ဆုံးမှာရှိတဲ့ဘင်္ဂလားဒေ့ရှ်ပိုင်းစိတ်မာတင်ကျွန်းကိုလည်းစစ်တပ်စခန်းချဖို့ကလန်ထားပါတယ်။အခုတော့ဘင်္ဂလားဒေ့ရှ်ပိုင်းကော်ဘဇာလေးစိတ်ကိုတူရကီဒရုန်းအခြေဆိုင်စခန်းတစ်ခုအဖြစ်အသုံးပြုသွားမှာဖြစ်ပြီးဒီကနေ့မောင်းသူမဲ့ဒရုန်းတွေလွတ်တင်ပြီး ခိုင်ပြည်နယ်အတွင်းစစ်ကောင်စီကိုတော်လှန်ရမှာအဓိကကြတဲ့အခမ်းကဏ္ဍကနေပါဝင်သွားမှာဖြစ်ပါတယ်။အခြားတစ်ဖက်မှာလည်းအမေရိကန်နိုင်ငံသားအရာရှိတွေတာကာမျိုးကိုရောက်ရှိနေပြီးဘင်္ဂလားဒေ့ရှ်သစ်တပ်ရခိုင်တပ်မတော်နဲ့ CNF တို့ကြားမှာလျှို့ဝှက်တွေ့ဆုံမှုတွေရှိခဲ့ပါတယ်။ဒါကအမေရိကန်ကကြောထောင်းနောက်ခံပေးထားတဲ့စစ်ပွဲတစ်ခုအဖြစ်အသွင်ပြောင်းသွားမှာဖြစ်တဲ့အတွက်မြန်မာနိုင်ငံရဲ့အခင်ချင်းကလည်းအများကြီးပြောင်းလဲသွားမှာဖြစ်ပါတယ်။အရင်ကလည်းရခိုင်ပြည်နယ်ကိုထိန်းချုပ်နိုင်စွမ်းတိတ်မရှိတဲ့စစ်ကောင်စီအနေနဲ့အခုလိုအမေရိကန်ကပါထဲတည့်ဝင်ဝင်ပါဝင်လာမယ်ဆိုရင်တော့မြန်မာစစ်တပ် တွက်ကတော့အချိန်တိုအတွင်းမှာရခိုင်ပြည်နယ်တစ်ခုလုံးကိုလမ်းလို့ရမယ်အနေအထားကိုရောက်ရှိသွားမှာဖြစ်ပါတယ်။အခုဆိုရင်တော့စစ်တွေကြောက်ဖြူမှန်အစားရှိတဲ့တရုတ်စီမံကိန်းတွေရှိနေတဲ့မြို့နယ်တွေလောက်သာမြန်မာစစ်တပ်ကထိန်းချုပ်နိုင်တာပေါ့။အမေရိကန်နဲ့ဘင်္ဂလားဒေ့ရှ်တို့ပြုလုပ်သွားမယ်။စစ်စင်ရေးမှာရခိုင်တပ်မတော်ကတင်ပိုက်ဖို့ကြံရှိနေတဲ့ဒီမြို့သုံးမြို့ကိုအ мян တင်ပိုက်နိုင်ဖို့အပြင်ချင်းပြည်နယ်မှာစစ်ကောင်စီတပ်အနိုင်တိုက်ထုတ်သွားမှာဖြစ်ပါတယ်။ ်အမေရိကန်ကရန်ဘက်ကဖြစ်သူတရုတ်ရဲ့လွှမ်းမိုးမှုတွေများတဲ့မင်းအောင်လိုင်တမတော်ကိုဖြိုချဖို့အစစ်မြေလက်နက်များစွာနဲ့နီးပြူဟာများစွာကိုကူညီမယ်လို့သိရပါတယ်မြန်မာတမတော်ကရခိုင်ပြည်နယ်ရဲ့မြို့ကြီးများဖြစ်တဲ့စစ်တွေကြပြူမှန်အောင်မြို့ကြီးတွေကိုသာအဓိကထားထိန်းချုပ်ထားပြီးအဲ့ဒီမြို့တွေကတရုတ်ပိုင်လုပ်ငန်းများစုရှိနေတာဖြစ်ပါတယ်ဒီလိုရခိုင်ပြည်နယ်ကိုမင်းအောင်လိုင်က ဒီလိုရခိုင်ပြည်နယ်ကိုမင်းအောင်လှိုင်လက်မြောက်မှလွတ်မြောက်ဖို့အတွက်ကုညီမှုတွေကြောင့်အမေရိကန်နဲ့တရုတ်ကြားမှလည်းကြံညှိုးကြီးထွားပြီးမြန်မာနိုင်ငံကအင်အားကြီးနိုင်ငံနှစ်ခုကြားမှညက်နေဖို့အလားအလာရှိနေပါတယ်။တစ်ဖက်မှာလည်းမြန်မာစစ်တပ်ကစစ်ရေးကူညီစီးပွားရေးကိစ္စများအတွက်တရုတ်နယ်လျှို့ဝှက်စားချုပ်များချုပ်ဆိုထားတာဖြစ်ပါတယ်။ဒါ့အပြင်တရုတ်ကလည်းမြန်မာစစ်တပ်ကိုစစ်ရေးအကူအညီပြင်နေဆက်မျိုးတွေပါထိန်းချုပ်နေပြီဖြစ်ပါတယ်။မြန်မာစစ်တပ်သားကြာဆုံးသွားမယ်ဆိုရင်တရုတ်ကြီးအတွက်နေရုံတရုတ်ချိုးပဲ့သွားမှာဖြစ်တယ်လို့မြန်မာနိုင်ငံကနေတဆင့်ဘင်္ဂလားပင်လယ်အုပ်ကိုဖောက်ထွက်မဲ့တရုတ်ကြီးရဲ့အိမ်မက်က လည်းပြည့်စည်သွားမှာဖြစ်ပါတယ်။အမေရိကန်ကဘင်္ဂလားဒေ့ရှ်ပိုင်းကော့ဘဇာကျောင်းမှာစစ်ကမ်းဆောက်ခင်းရင်တော့ဘင်္ဂလားဒေ့ရှ်ကတရုတ်ကြီးရဲ့ပြရပေးမှုကိုမလွဲမသင်ခံရမှာဖြစ်ပါတယ်။ဒါအပြင်မြန်မာနိုင်ငံကိုအခြေပြုပြီးအရှိတောင်အာရှမှာလည်းရှူကရိန်းလိုအပြီးမတတ်နိုင်တဲ့စစ်ပွဲကြီးဖြစ်လာမှာဖြစ်ပါတယ်။အရင်ဆုံးထိခိုက်မှာကတော့ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့တရုတ်ရဲ့စီမံကိန်းတွေပဲဖြစ်ပါတယ်။ တရုတ်နိုင်ငံကမလက္ကာရှိလက်ကြားကနေတဆင့်ကုန်သွယ်မှုပြုလုပ်ရပြီးမလက္ကာရှိလက်ကြားကအမေရိကန်နဲ့အိန္ဒိယပိုင်ဖြစ်ပါတယ်။တရုတ်ကအဓိကစီမံကိန်း၃ခုဖြစ်တဲ့ကြားဖြူစီမံကိန်းပြီးခဲ့ရင်မြန်မာနိုင်ငံမှာတဆင့်အနောက်နိုင်ငံများနဲ့ဒိုက်ရိုက်ကုန်သွယ်မှုပြုလုပ်နိုင်မှာဖြစ်ပါတယ်။တစ်ဖက်မှာလည်းအမေရိကန်ကထောင်လိုင်းရင်ဒရုန်းများဖြင့်ရခိုင်ပြည်နယ်ချင်းပြည်နယ်အထင်ဝင်ရောက်လာပြီးတရုတ်ဘက်မှလည်းမြန်မာစစ်တပ်ကိုလက်နက်ထောက်ပံ့မှုတွေပုံများလာမယ်လို့ယူဆကြပါတယ်။တရုတ်အမေရိကန်အားပြိုင်မှုမြန်မာနိုင်ငံကိုပဟိုပြုပြီးအရှိတောင်အာရှနိုင်ငံတွေကိုပါရိုက်ခတ်လာမှာဖြစ်ပါတယ်။အိန္ဒိယနိုင်ငံ ုင်ငံတွေဖြစ်တဲ့ထိုင်းမလေးရှားနဲ့လာအိုနိုင်ငံတွေကလည်းမိမိတို့နိုင်ငံအတွင်းစစ်ပေးရှောင်ပြည်သူတွေများပြားလာမှာမို့ဒါကိုရှင်လေးလိုနေမှာအမှန်ပဲဖြစ်ပါတယ်လူရှိသားထားပါတယ်။နောက်ထပ်တစ်ပုတ်အနည်းနဲ့ည60ကြော်ချိန်စာကြီးမှရှုံးထွက်နိုင်မှာလားဆိုတဲ့ဆောင်းပါတင်ဆက်ပေးပါမယ်။သခိုင်းတိုင်းတပတ်ရင်းမြို့နယ်အတွင်းရှိအမျိုးသားညီညွတ်ရေးအစိုးရမှဖွင့်လှစ်ထားတဲ့အိုထိန်ကွင်ကြီးရွာစာတင်ကျောင်းတွေကိုစစ်အုပ်စုရဲ့လေတပ်မှပုံကျဲတိုက်ခိုက်လာမှုကြောင့်စာမီးဝဲဖြေဖို့စုဝေးနေကြတဲ့ လူငယ်ကျောင်းသား22ဦးသေဆုံးပြီး40ကျော်ဒဏ်ရာရရှိသွားပြီဆိုတော့ထိတ်လန့်တုံလုံးဖွဲ့ရသတင်းဆိုကြည့်ပါ AFP writer သတင်းမှတစဉ်တကဘာလုံးနဲ့ပြန့်နှံ့သွားပြီဖြစ်ပါတယ်မင်းအောင်လိုင်းက၎င်းရဲ့ဆရာသမားတွေနဲ့တွေ့ဆုံခွင့်ရဖို့မော်စကိုကိုမထွက်ခွာမီပြောလို့ဆိုလို့အကောင်ပေါ်အပြစ်ရည်အားတလားထပ်ပြီးတက်တန်းတိုးမယ်လို့ကြီးညာခဲ့ပြီးရဲ့နောက်အခုလိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်၎င်းတို့မှအပြစ်ရတယ်ဆိုတော့လေဒါရီကိုတိုက်ခိုက်လာပါကတိုက်ခိုက်ဖို့ပြင်ဆင်လာပါကလက်တုံပြန်မလာလို့ပြောထားပြီးမြင်လေ လက်ထဲမှာခဲတံသာကင်ဆောင်ထားကြတဲ့ចောင်းသားလူမမဲတွေကိုတိုက်ခိုက်လာဖို့ကိုရွန်ရှာဆက်ဆုပ်ွယ်လုံရက်ကိုဘလို့များမျက်နှာပြောင်တိုက်ပြီးညင်းဆိုကြအောင်မလဲဒါပေမဲ့လှုပ်ချံတဲ့င်းနေလို့ဆိုပြီးထုံးစံအတိုင်းညင်းဆိုနေကြပြီဖြစ်ပါတယ်တည်ဆုံသွားတဲ့ကလေးတငယ်များရဲ့ရုပ်ကြွင်းများ၎င်းတို့ခြံထားရခဲ့တဲ့လွယ်အိမ်များចောင်းသုံးဆောင်များငိုကျွေးနေတဲ့မိဘတွေရဲ့ပုံတွေကအင်တာနက်စာမျက်နှာတွေမှာပြန့်နှံ့လာပြီဖြစ်ပါတယ်ငါတို့သားသမီးများဖြစ်ခဲ့ပါလားဆိုတဲ့ကိုချင်းစာစိတ်ကင်းမဲ့နေတဲ့လူတရိစံနေတာဖြစ်ပါတယ်၎င်းတို့ရဲ့စိုးတွမ်းရုံမှမှုတွေတည်ရဲဘောကြောင့်မှုတွေဉာဏ်ပညာမဲမှုတွေက ာပြောမဆုံးမောင်တော3000ဖြစ်လာပြီးအဆုံးသတ်ပေးရမယ်လို့မစ္စတာရှောင်တာနယ်က၎င်းရဲ့ Facebook အစာမျက်နှာမှာရှင်းသားလာပါတယ်။မင်းရောင်လိုင်းကမော်စကိုစီးရီးပြခန္ဓာကိုတင်ရောက်လာတဲ့29နိုင်ငံမှခေါင်းဆောင်များအနက်တရုတ်နဲ့ကာဇက်စတန်နိုင်ငံများမှသမ္မတများနဲ့သာတွေ့ကြုံရခဲ့တော့လေ၎င်းရဲ့ရွှေကောက်ပွဲကိုကမ္ဘာနိုင်ငံခေါင်းဆောင်တွေကထောက်ခံခဲ့ကြတယ်လို့ဟစ်ကျွေးနေပြန်ပါတယ်။လူလူကိုဖုံးကျဲပြီးမဲယုံများတဲ့အတင်အကျပ်မောင်းသွင်းမဲ့ရွှေကောက်ပွဲမျိုးကိုထောက်ခံနေကြတယ်ဆိုတာကနားရှိလို့သာကြားရတာမဟုတ်ပါလား။ရွှေကောက်မှာမှတ်ပုံတင်ဖို့နောက်ဆုံးရ အဖြစ်သတ်မှတ်ထားတဲ့မေလ9ရက်နေ့မှာနိုင်ငံရေးကိုဝန်ကြီးအဖြစ်လောက်ကိုင်းစားတာဖို့ရည်ရထားတဲ့နိုင်ငံရေး89ပါတီမှာမှတ်ပုံတင်လာကြတယ်လို့သိရပါတယ်။ဒါပေမဲ့ရွှေကပွဲကမြို့နယ်ပေါင်း330နဲ့130မှာသာပြုလုပ်နိုင်မယ်လို့ကြေညာထားပြီးနိုင်ငံရေးသုံးပုံတစ်ပုံသာ၎င်းတို့ထိန်းချုပ်ထားနိုင်စွမ်းရှိကြောင်းတရားဝင်ဝန်ခံလိုက်တဲ့သဘောဖြစ်ပါတယ်။မင်းအောင်လိုင်းကရွှေကောက်ပွဲအကြောင်းသာတွင်တွင်ပြောနေတော်လဲနေပြည်တော်ရှိ၎င်းရဲ့ဌာနတွေကတရုတ်မှလူဒန်းနဲ့ကွန်တိန်နာယုံမြာ ပါဖက်ရက်ပြင်တင်းများဖြင့်သာလေပတ်နေရာဆဲဖြစ်ပြီးထိခိုက်သွားတဲ့နိုင်ငံစည်းဝိုင်းကိုမြည်သွို့မြည်ပုံကုစားမည်ဆိုတာနဲ့ရှည်ရည်ရပြောဆိုမှုတွေမရှိသေးဘဲကော်မတီပေါင်းစုံဖွဲ့နေတဲ့အစင်သားရှိပါတယ်။မြန်မာပြည်များကယူရီးယားများကိုမကြာခဏဆိုသလိုတောကစားထွက်တဲ့အလားစစ်ချီတိုက်ခိုက်ကြတဲ့အပြင်မြို့ရွာများကိုတုတ်တန်တစားပြင်လို့ဖြစ်အောင်ဖျက်ဆီးခဲ့ကြပါတယ်။အဲ့ဒီအတွက်လည်းမြန်မာများတသက်လုံးမင်းညစ်မင်းဆိုအောင်မှထမင်းတလုံးဒုတ်တစ်ချက်ပေါ်ကနေနေသွားစေရမယ်ဆိုတဲ့ယူရီးယားတို့ရဲ့ချိန်စာတွေတင့်နေသလားလို့တခါတည်းမှာအယူသေးတဲ့အတွေးတွေတောင်ဝင်လာခဲ့ပါ ါပါတယ်ဒီလိုတန်တရားလဲခဲ့တာက1885နိုဝင်ဘာ28ရက်တတိယအင်္ဂလိပ်မြန်မာစစ်ပွဲစဉ်အပြီးဗြိတိရှားတို့ဂျွန်ဘွားနဲ့နှစ်60နီးပါးကြာရောက်ခဲ့ပြီး1962မတ်လ2ရက်နေ့မှာစစ်ဂျွန်ဘွားကိုကူးပြောင်းရောက်ရှိလာခဲ့တာနောက်ထပ်နှစ်60တောင်ကျော်လာပြီဖြစ်တယ်လို့ရှင်းတာထားပါတယ်လွတ်လပ်ရပြီးတိုင်းပြည်ကိုပြန်လည်တည်ဆောက်ဖို့10နှစ်ကျော်သာအချိန်ရခဲ့ပါတယ်2016မှာအာနာရှင်လက်မှာတဝက်တစ်ပြက်လွတ်မြောက်လာခဲ့တယ်ဒါပေမဲ့ပြန်လည်တည်ဆောက်ဖို့9နှစ်ခန့်သာအချိန်ရခဲ့ပြီးတုံရင်တုံရင်တက်တောင်စိုးဝါးတဲ့ဘဝကိုကြာရောက်သွားခဲ့ပြန်ပါတ ၏ဒီမကန်နိုင်ဖြစ်လာတဲ့ပြည်သူများရဲ့ခုခံတွန်းလှန်စင်မှမြည်တို့သောရလတ်မျိုးထွက်ပေါ်လာသည်ဖြစ်စေ27ရာစုမှမြန်မာပြည်ဟာရှေးရှောင်းမြည်တို့ခရီးဆက်ရမယ်ဆိုတာကိုပြဋ္ဌာန်းပြီးတော့မဲ့လမ်းဆောင်လမ်းကွာကိုရောက်ရှိနေပြီဖြစ်တယ်လို့ဆိုပါတယ်ဒါကိုတရုတ်အစိုးရကလည်းကောင်းစွာရှေးစားမိနေလို့နာမည်ပြတ်ခံပြီး၎င်းကိုငင်းနိုင်ဖြစ်တော့မဲ့စေအုပ်စုကိုနာမည်ပြတ်ခံကကြားခံပေးလာခြင်းလည်းဖြစ်ပါတယ် ဒီကနေ့ပြည်သူတို့ရဲ့ရုံးကန်လှုပ်ရှားမှုကြီးကဆက်အာနာရှင်စနစ်ဖယ်ရှားရေးတာမက19ရာစုနှစ်ကလေးကမိမိတို့ပေါ်ဖီစည်းလာတဲ့ကျင်းစာကြီးမှာအပီးတိုင်းရုံထွက်နိုင်ဖို့အကြောင်းအကန့်တွန်းထိုးရုံးကန်နေကြတာလည်းဖြစ်တယ်လို့ရှိသားထားပါတယ်။မေလ9ရက်နေ့မှာ၄နှစ်ပြည့်လာပြီဖြစ်တဲ့ပြည်သူ့ကာကွယ်ရေးတပ်ကအခုခါတရင်ပေါင်း300တိရှိလာပြီဖြစ်တယ်လို့ NUG ပြောခွင့်ရဦးနေဖုံးလက်ကအတိအပြီးပြောကြားခဲ့ပါတယ်။